အိန္ဒိယနိုင်ငံကမကြခင်စည်ရေးတိုက်ခိုက်မှုတွေပြုလုပ်ဖို့ပြင်ဆင်နေကြောင်းအစ္စလာမဘတ်ကယုံကြည်ကိုးစားလောက်သောထောက်လှမ်းရေးသတင်းအချက်လက်များရရှိထားတယ်လို့ပါကစ္စတန်ပြန်ကြားရေးဝန်ကြီးကဗုဒ္ဓုံနေ့အစောပိုင်းမှာပြောကြားလိုက်ပါတယ်။ကက်ရှမီးယားမှာကြောက်မက်ဖွယ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာကြောင့်ပြည်ပခကြီးထွားလာမှာကိုစိုးရိမ်မှုတွေမြင့်တက်နေစင်မှာပဲပါကစ္စတန်ကလည်းပြက်ပြက်သားသားတုံ့ပြန်မှုတွေလုပ်သွားမယ်လို့ကတိပြုပြောကြားလိုက်ပါတယ်။ ိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီကကြီးတက်တဲ့လုံခြုံရေးအဖွဲ့အစည်းတွေကအကြီးအကဲတွေနဲ့မနေ့ကတကားပိတ်အစည်းအဝေးပြုလုပ်ပြီးနောက်တရံမှာအတော်လာတာယာကဒေတာစံတော်ချိန်မနေ့နှစ်နာရီအင်ကာနစ်ဂရင်းနစ်စံတော်ချိန်22နာရီမှာကြေညာချက်ထုတ်ပြန်လိုက်ပါတယ်မူရီကဒီတကားပိတ်အစည်းအဝေးမှာတိုက်ခိုက်မှုကိုတုံ့ပြန်ဖို့အတွက်စစ်တပ်ကိုလုံးဝလွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးလိုက်တယ်လို့အကြံအစည်အရာရှိသူက AFP ကိုပြောပါရတယ်။ ပဟာဂန်ပြည့်ပြက်ကိုမှားယွင်းစွာအကြောင်းပြပြီးနောက်24နှစ်ကနေ36နှစ်အတွင်းတိုက်ခိုက်ဖို့အိန္ဒိယကပြင်ဆင်နေတယ်ဆိုတာပါကစ္စတန်ကယုံကြည်ကိုးစားလောက်တဲ့ထောက်လှမ်းရေးသတင်းချက်လက်ရထားပါတယ်လို့တာယာကလူမှုကွန်ရက်အိတ်စ်မှာရေးထားပါတယ်ပဟာကန်ဟာအိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားဒေသကခီးသွွားဧည့်သည်တွေအလာများတဲ့နေရာဖြစ်ပြီးဧပြီလ22ရက်နေ့ကဖြစ်ပွားခဲ့တဲ့အရက်သားတွေအပေါ်ကြောက်မက်ပွဲတိုက်ခိုက်မှုကြောင့်26ဦးသေဆုံးခဲ့ရပါတယ်။ ဒီဒေသဟာနှစ်ပေါင်းများစွာတူပိုင်ကိုပိုင်အငင်းပွားနေတဲ့နေရာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုကိုပါကစ္စတန်ကထောက်ပံ့ခဲ့တယ်လို့အိန္ဒိယကစွပ်စွဲထားပြီးအစ္စလာမဘက်ကတော့ညှင်းဆို့ထားပါတယ်။ဘလို့ရန်စကျူးကျော်မှုမဆိုပြပြတသားတုံ့ပြန်မှုနဲ့ရင်ဆိုင်ရမယ်။ဒေသတွင်းပေါ်ပေါက်လာမဲ့ဘဲကြီးမတဲ့အကျိုးဆက်မဆိုအိန္ဒိယမှာသာအပြည့်အဝတာဝန်ရှိမှာဖြစ်တယ်လို့တာယာကပြောပါတယ်။ နျူကလ িয়ার လက်နက်ပိုင်ရှင်နိုင်ငံကြီးနှစ်ခုကြားတဲမှမှုတွေမြင့်တက်လာတာကြောင့်အလွန်ဆိုးရင်ပူပန်ကြောင်းအင်းနီချင်းတရုတ်နိုင်ငံကနေကုလသမဂ္ဂအထိတကဘာလုံးကထုတ်ဖော်ပြောဆိုထားကြပြီးထိမ့်နေတဲ့တင်းလောက်ကြဖို့တိုက်တွန်းထားကြပါတယ်နေဆက်ထိန်ချုပ်ရေးမြင့် NOC တဖက်ကနေပါကစ္စတန်တပ်ဖွဲ့တွေကကျိန်ဖန်များစွာပစ်ခတ်ခဲ့ကြောင်းအိန္ဒိယကြီးတပ်ကအင်္ဂါနေ့မှာပြောပါရယ်ဒီမြင်းပေါ်မှာ တပ်တွေကြီးမားစွာချထားတဲ့ဟိမွန်နာတောင်တန်းပေါ်ကစစ်စခန်းတွေရှိပြီးနှစ်နိုင်ငံအကြားကက်ရှမီးယားဒေသလက်တွေ့နယ်စပ်မြင်လဲဖြစ်ပါတယ်။ပါကစ္စတန်ဘက်ကတော့ဒီပစ်ခတ်မှုတွေကိုအတည်မပြုပါဘူး။ဒါပေမဲ့နိုင်ငံပိုင်ရေဒီယိုကတော့လေပိုင်နက်ကိုကျူးကျော်ဝင်ရောက်လာတဲ့ဒရုန်းတစ်စင်းကိုပစ်ချလိုက်ကြောင်းအင်ကာနီကကြေညာသွားပါတယ်။ဒါပေမဲ့ဘယ်နေ့ကပြစ်ချလိုက်တယ်ဆိုတာမပြောသလိုအိန္ဒိယဘက်ကလည်းမှတ်ချက်တစုံတရာမပေးပါဘူး။ ပါဟဂန်တိုက်ခိုက်မှုပြီးကြတဲ့ကဒီတစ်ပတ်တွင်တင်းမာမှုတွေတဟုန်တို့မြင့်တက်လာနေပါဗါးကရင်နားကြိုက်မယ်ဆိုတဲ့အနေနဲ့အပြန်လန်တန်တမန်နှင်ထုတ်တာတွေနိုင်ငံသားတွေကိုနှင်ထုတ်တာတွေနဲ့နေဆက်ပိတ်တာတွေကိုပြုလုပ်လာခဲ့ကြပါတယ်တိုက်ခိုက်မှုကိုပြုလုပ်ခဲ့သူတွေနဲ့သူတို့ကိုထောက်ပံ့ကူညီခဲ့သူတွေကိုလိုက်လံရှာဖွေတိုက်ခိုက်သွားမယ်လို့မိုဒီကပြီးခဲ့တဲ့အပတ်မှာကြေညာပြောကြားခဲ့ပါတယ် တကဘာလုံးကိုကျွန်တော်ပြောလိုက်ပါတယ်အကျန်းဖက်တမားတိုင်းနဲ့သူတို့ကိုထောက်ခံကူညီခဲ့သူတွေကိုခြေရခံအဖြစ်ပေးသွားမယ်လို့သူကအင်္ဂါနေ့မှာပြောခဲ့ပါတယ်သူတို့နောက်ကိုကဘာဆုံးတိုင်လိုက်မယ်လို့လည်းပြောသွားပါတယ်ရန်လိုတဲ့ကြီးညာချက်တွေကြောင့်ထိမနိုင်သိမရဖြစ်ပြီးစေအေးရတိုက်ခိုက်မှုတွေဖြစ်လာမလားဆိုပြီးလဲစိုးရိမ်ပူပန်မှုတွေမြင့်တက်လာနေပါဗျ။နိုင်ငံအများပြားကလည်းထိမ့်ချုပ်တီးခံကြဖို့တောင်းဆိုနေကြပါဗျ။ ထိတ်တန်းတန်တမန်မက်ကရိုယူဗီယိုကပါကစ္စတန်နဲ့အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတွေကိုဖုန်းခေါ်ဆိုပြီးအခြေအနေတွေပိုဆိုးသွားအောင်မလုပ်ဖို့တိုက်တွန်းပြောကြားလိမ့်မယ်လို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။ ဒီတော့တွင် ကုလအကြီးအကဲအန်တိုနီယိုဂူဒါရက်စ်ကလည်းပါကစ္စတန်ဝန်ကြီးချုပ်ရှာဘက်ရှာရစ်နဲ့အိန္ဒိယနိုင်ငံသားရဲ့ဝန်ကြီးဆူဘရာမန်ယန်ဂျိုင်းရှန်ကာတို့ကို ဖုန်းဆက်ပြီးသူ့ရာဒူနဲ့အချိန်ဩဇာကိုအသုံးချပြီးတင်းမာမှုလျှော့ပါရေးဆောင်ရွက်ပေးပါမယ်လို့ကမ်းလှမ်းခဲ့ကြောင်းသူ့ပြောရေးဆိုခွင့်ရှိသူကပြောပါရယ်။ထိန်းချုပ်တီးခံပါရန်အိန္ဒိယကိုနားချဖို့ဂူဒါရက်စ်ကိုတိုက်တွန်းခဲ့ကြောင်းနောက်ပိုင်းမှာရှာရစ်ရဲ့ယုံကပြောပါရယ်။ အိန္ဒိယကဘလူဘေးရန်ရဲ့ကြောက်ရွံ့မှုမျိုးမဆိုပြုလုပ်လာရင်ပါကစ္စတန်ရဲ့အချုပ်အခြာအာဏာနဲ့နေမြေတည်တံ့ခိုင်မြဲမှုကိုအင်အားအပြည့်အဝအသုံးပြုကာကွယ်သွားမယ်လို့သူကကတိပြုပြောဆိုလိုက်ပါတယ်1948ခုနှစ်ဗြိတိရှအုပ်ချုပ်မှုအောက်ကလွတ်လပ်ရေးရာကလေးကမွတ်စလင်အများစုနေထိုင်ရာကက်ရှမီးယားဒေသကိုအိန္ဒိယနဲ့ပါကစ္စတန်တို့ခွဲဝေအုပ်ချုပ်လာခဲ့ကြတာဖြစ်ပါတယ်။နှစ်ဖက်လုံးကဒီဒေသတစ်ခုလုံးကိုသူတို့ပိုင်ဆိုင်တယ်လို့တောင်းဆိုထားကြပါတယ်။ အိန္ဒိယအုပ်ချုပ်တဲ့ဒေသကတပုံတွေက1989ခုနှစ်ကတည်းကတောင်းချမ်းမှုစစ်ပွဲကိုဆင်နွှဲခဲ့ပြီးလွတ်လပ်ရေးပေးဖို့နဲ့ပါကစ္စတန်နဲ့ပေါင်းစည်းခွင့်ပေးဖို့တောင်းဆိုနေခဲ့ကြပါတယ်။ကာရှမီးယားတိုက်ခိုက်မှုမှာပါဝင်ခဲ့တယ်လို့စွပ်စွဲထားတဲ့လူသုံးရဲ့ဓာတ်ပုံတွေနဲ့အလို့ရှိကြောင်းကြေညာစာတွေကိုအိန္ဒိယရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ ပါကစ္စတန်နိုင်ငံသား2ဦးနဲ့အိန္ဒိယနိုင်ငံသား2ဦးတို့ဖြစ်ကြပြီးသူတို့ဟာကုလကအကြမ်းဖက်အဖွဲ့စည်းလို့သတ်မှတ်ထားတဲ့ပါကစ္စတန်အခြေစိုက်လက်ရှာအီတာလီဘာအဖွဲ့ဝင်တွေဖြစ်ကြတယ်လို့ဆိုပါတယ်။သူတို့ကိုဖမ်းမိဖို့တရင်ပေးနိုင်ရင်စုငွေရူပီ2တန်းဒေါ်လာ23,500ပေးမယ်လို့ကြေညာထားပါတယ်။လူသက်သမားတွေလို့ဆွဆွဲခံထားရသူတွေနဲ့ဆက်ဆက်တယ်လို့တန်ရရှိသူတွေကိုလည်းတိမ့်ကြုံဖန်စီထိမ့်သိမ့်တာတွေလုပ်နေပါဗျ။ အိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားဒေသအတွင်းအဆိုးဆုံးဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုကတော့2019ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ပူဝါမားတိုက်ခိုက်မှုဖြစ်ပါတယ်။လုံခြုံရေးအဖွဲ့ဝင်တွေစီးနင်းလိုက်ပါလာတဲ့ရင်တန်းကိုဖောက်ခွဲပစ္စည်းအပြည့်တင်ဆောင်လာတဲ့ကားနဲ့တောင်းချမ်းသူတွေကဝင်ရောက်တိုက်ပစ်လိုက်တာကြောင့်လူ၄၀သေဆုံးပြီး35ဦးဒဏ်ရာရခဲ့ပါတယ်။စနေရအကြံမှာတော့အိန္ဒိယတိုက်လေယာဉ်တွေကပါကစ္စတန်နယ်မြေအတွင်းလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ အီရန်ကဂျာဝင်ညှိနှိုင်းပေးပါမယ်လို့ကန့်လန့်ထားပြီး Saudi Arabia နဲ့ Riyadh ကလည်းတင်းမာမှုတွေမြင့်တက်လာတာကိုကာကွယ်ဖို့ကြိုးစားနေကြပါတယ်။ American သမ္မတ Donald Trump ကတော့တင်းမာမှုတွေကိုတိတ်ရေးမရှိသလိုပြောသွားပါတယ်။အငင်းပွားမှုတွေဟာတနည်းမဟုတ်တနည်းနဲ့ပြည်လဲသွားမှာပါလို့သူကပြောခဲ့ပါတယ်။ လောကောမီဒီယာရဲ့ဆက်လက်ရည်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝင်ပြည့်ချက်ကိုဦးနှိုင်းကြောင်းလေးအတိအပြီးထိတ်ခေါ်လိုက်ပါစေ။